ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ update channel ကနေအပတ်စဉ်ရိုက်ကူးထုတ်လင်းတင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာ online ဓမ္မအမေးအဖြေများမှာတော့ ရှိရုံစီရီတော်နိကန်၅ရက်ဝင်ဓမ္မပါကိစ္စအဖွဲ့ချုပ်အတွင်းရမူဆရာဦးစန်းနှင့်ဆံချောင်းကနေပြီးတော့မှဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဆရာမင်္ဂလာပါရှင်။မင်္ဂလာပါဗျာ။ဟုတ်ကဲ့ပါဆရာ။အဲဒီတစ်ပတ်မှဆိုလို့ရှင်လဲဒါအွန်လိုင်းဓမ္မအမေးဖြေများမှာတမောရဲ့လက်ထက်မှာပေါ့နော်။ဒါအကောင့်ပိုင်ရှင်တွေမိ мян ထားတဲ့မိကုန်းတွေရောက်ရှိနေပြီလို့ဆရာမိကုန်းလေးတွေမိကုန်းပြပါရှင်။ဟုတ်ကဲ့။ဒီပထမဆုံးမိလာတဲ့မိကုန်းကတော့ဒီအကောင့်ပိုင်ရှင်အမုန်းခံစားဆိုတဲ့ အဲသူကနေပြီးမေးထားတာပေါ့နော်အဲသူမေးထားတာတော့ဒီဆရာအရင်ဆုံးဒီစာရေးသားမှုမှားရင်လည်းဖြစ်ဖတ်ပေးပါလို့အရင်ဆုံးတောင်းပန်ထားပါတယ်အဲနံပါတ်၁ကသူမေးထားတာကဒီယဟန်တော်တွေမှာပါရာဇိက၄ပါးကြားဖို့ပါတယ်ဆရာတန်ခါသင်္ခွဲကံထက်တွက်မယ်ဆိုရင်၅ပါးဖြစ်နေပါတယ်ဆရာအာပါရာဇိက၄ပါးကအမှန်လား၅ပါးအမှန်လားဆိုတာသိကြပါတယ်ဆိုပြီးမေးထားပါတယ်ဆရာအဲနံပါတ်၂မေးခွန်းကတော့ဒီပင်စာနန္ဒီယကံ၅ပါးလို့လည်းသိထားပါတယ်ဆရာ ဖရာတန်ရဟန္တာတန်အမိတန်အဖတန်တန်ခါသင်ွက်ပါဆရာတန်ခါသင်ွက်ကံဟာလူသားတွေနဲ့မဆိုင်ဘူးလို့ပြောကြပါတယ်ဆရာလူသားတွေအတွက်ကပြင်စာနန္ဒီယကံ၄ပါးလား၅ပါးလားဆိုတာသိချင်ပါတယ်ဆရာတဲ့မိရလည်းအားနာပါတယ်ကျေးဇူးများလည်းတင်ပါတယ်ဆိုပြီးတော့ပေါ့နော်ဒါမေးထားတဲ့မိန့်ခွန်းလေးဖြစ်ပါတယ်ဆရာဘယ်မှာဦးဆုံးကပါရာဇိတ်က၄ပါးပေါ့ရဟန်းနေမှာအဲ့တော့ပါရာဇိတ်က၄ပါးပဲရှိသေးတယ်၅ပါးလုံးလို့မရဘူးရဟန်းမေထုံမမိဝဲရဘူးနံပါတ်၁ နောက်နံပါတ်1ကယဟန်မခိုးရဘူးဆိုတော့နံပါတ်3ကယဟန်လူမတက်ရဘူးနံပါတ်4ကစံမဲ့ဖို့မရဘဲနဲ့ရတယ်လို့အဲ့ဒီလိုမျိုးမူတဝါဒပေါ့နော်လေညာမပြောဆိုအောင်အဲ့ဒီ၄ပါးနဲ့ထည့်ရင်တော့ပါရဇိကကြတယ်အဲ့တော့ပါရဇိကအမှန်၄ပါးပဲရှိတယ်သူပြောသလိုတန်ခါကိုသင်ခွဲတဲ့ကံကတော့ကြီးတော့ကြီးရပေါ့နော်ဒါပေမဲ့ဒီ၄ပါးထဲမှာသွားထည့်လို့မရအောင်သူကသူရှိပြီးသားပါအဲဒါလေ့လာမှသိမှာပေါ့နော်ပါရဇိက၄ပါးရဲ့အောက်ပေါ့ဒုတိယအဖြစ်ကြီးဆုံးဆိုတာရှိတယ် ဲ့ဒါတန်ခါဒိဋ္ဌိကလို့ခေါ်တယ်တန်ခါဒိဋ္ဌိအဖက်မှာအဲအမှတ်စဉ်30မှာအဲ့ဒီကျန်သူပြောတဲ့တန်ခါကိုသင်ခွဲတဲ့ကံကတန်ခါဒိဋ္ဌိအဖက်ပဲရှိတယ်ပါရဇိကမဟုတ်ဘူးเนาะဒါကြောင့်ပါရဇိကဒီ၄ပါးအမှန်တရားလို့ဒါပရမချက်ဖြစ်လို့တယ်နောက်သူကအနန္တရိယကံပေါ့เนาะပိဿနန္တရိယကံ၅ပါးပေါ့ငါဘာမှာအမအဖေသက်မယ်အမေသက်မယ်ယဟန်သာကိုတတ်မယ်ပေါ့နော်ပြီးတော့ဘုရားရှင်ကိုတတ်မယ်ပေါ့ဘုရားရှင်ကိုသိသိတရားလို့တော့တန်ခါကိုသင်ခွဲမယ်ပေါ့၅ခုရှိတယ်အဲ့ဒီ၅ခုမှာ လေးပါလုံးလို့မရဘူး။ तू ပြောသလိုလေးပါလုံးလို့မရဘူး။တန်ခါတင်ခွဲတဲ့ကံကို तू ဟိုဘက်ပါရာဇိကထည့်လိုက်ရင်လေဒီဘက်ကလည်းလူပုဂ္ဂိုလ်တွေနဲ့မဆိုင်တဲ့ဟာပဲဆိုပြီးတော့လေးပါအမှန်လားလို့မေးတာ။အဲ့ဒါလို့လည်းထည့်လို့မရဘူးလေ။ဘာလို့မရလဲဆိုကျွန်တော်ရှင်းအောင်တစ်ခုတစ်ချက်ထပ်ပြောမယ်။နောက်ဆုံးပြောချင်ဟောတဲ့တရားတော်တွေကဟိုတူရတူရဆုလိုက်ရင်ပေါ့ဗျာနော်။ဓမ္မနဝိနည်းဆိုတဲ့ခုရှိတယ်။ဓမ္မနဝိနည်းအဲ့တော့ဓမ္မမှာရိုးဓမ္မရှိတယ်။ပိုရင်းမြတ်တဲ့ဓမ္မရှိတယ်။ရိုးဓမ္မကသုတ်တံပေါ့ဗျာ။ပိုရင်း နိမ့်တဲ့ဓမ္မအဘိဓမ္မာပေါ့အဘိဓမ္မာလို့ခေါ်တာပေါ့ဓမ္မအဘိဓမ္မာအဲ့ဒါဓမ္မပိုင်းပေါ့ဝိနည်းဆိုတာတော့စိက္ကံပေါ့တိလာပိုင်းဆိုင်ရာယဟန်နေနဲ့ပတ်သက်တဲ့ခုနပါရာဇိက၄ပါးဒီဝိနည်းထဲမှာပါတယ်နော်ဟိုယဟန်နေနဲ့ especially ဘိက္ခုပေါ့ယဟန်နေနဲ့ဆိုတာတိကျသူကဒါ၄ပါးပဲ၅ပါးလုံးမရဒီဘက်ကအနန္တရိယကံ၅ပါးဆိုတာတော့တုတ်တန်လို့အဘိဓမ္မာတို့မှာဟောတာသူကဂရုကကံလို့ခေါ်တယ်အမတန်ကြီးလေးတဲ့ကံကြီးလို့ခေါ်တယ်အဲ့ဒီကြီးလေးတဲ့ကံကြီးကိုဟလာဟိုလူရောရှင်ရော ဟုတ်လားယဟန်ရောအကုန်လုံးနဲ့တက်ဆိုင်တယ်မြတ်စွာဘုရားရှင်တက်မှတ်ထားတာဟိုလူကြီးပဲလည်းမဟုတ်ယဟန်ကြီးပဲလည်းမဟုတ်သုံးစလုံးနဲ့တက်ဆိုင်ပြီးတော့၅ပါးလည်းလုပ်ထားတာပင်စံဏ္ဍိယကံပေါ့နော်အဲဒီ၅ပါးတပါးပါးကျွလွန်ထားရင်အဲဒီပုဂ္ဂိုလ်ကဒီဘဝမှာမရတော့ဘူးမက်ဖို့မရတော့ဘူးနန္ဇိယကံကျွလွန်နေအောင်ဒါကြောင့်ဆိုလိုတာကဓမ္မနယ်နဲ့ဝိနည်းရနယ်ကိုမရောထွေးနဲ့နေရီမရောထွေးနဲ့ပေါ့ကိုယ်စိတ်ကူးနဲ့ကိုကြံစီပြီးတော့လူတို့ပူလျှော်တွေလည်းမလုပ်နဲ့လို့ဒါလေးကိုကျွန်တော်ကဟိုအတိပေးပြောကြလို့ပါတယ်နော်ဟို ထည့်เสียရလဲမလို့ဘူးဖြည့်เสียရလဲမလို့ဘူးအဲ့ဒါကြောင့်ကေဝလပရိပုံနာလို့ပြောခဲ့ပြီလေပယ်เสียဖြည့်เสียဆင်ကြတာကြောင့်လည်းပရိဒုဒ္ဒါလို့ပြောထားတယ်လေဒါကြောင့်ပါရတိကသည်၄ပါးအမှန်ပစ္စန္နလိယကံသည်၅ပါးအမှန်ပါနော်ပြည့်ပြည့်လို့မရပါဘူးဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဒါဟာပထမမေကွန်ရဲ့အဖြေလေးပြီးသွားပြီပေါ့နော်ဆရာဟုတ်ကဲ့ဒါဘုဒ္ဓရာကြီးလည်းအများကြီးရလိုက်လို့တမလို့လည်းဒါစင်စင်မှုတွေလည်းအများကြီးပြလိုက်ရပါတယ်ဆရာဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဒါဆရာဖြေကြားပါတဲ့အဖြေကိုနားဆင်ပြီးတော့ဒါအွန်လိုင်းပေါ်ကနေပြီးတော့မှဒီဓမ္မအဖြေအမေးဖြေတွေပေါ့နော်မင်းညံသွားတဲ့အကောင့်ပိုင်ရှင်တွေလည်းကျန်တဲ့လိမ့်မယ်လူယုံကြည်မိပါတယ်ရှင်ဒီစစ်စမအခုလိုမျိုးမင်းကုန်းတွေပေါ့နော်ဒါတေချာလေးဖြေကြားပေးရဲ့ဆရာကိုလည်းတို့ update channel ကျေးဇူးများတင်ပါတယ်